အာရှပစ်စပိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ APE ဲ့ထိပ်သီးအစည်းအဝေးမှာအမေရိကန်သမ္မတနဲ့တွေ့ဆုံပြီးတဲ့နောက်မှာတော့အာတရုတ်သမ္မတရှီကျင်းဖျင်ကကနေဒါဂျပန်နဲ့ဒီထိုင်းနိုင်ငံတွေကခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။တရုတ်သမ္မတရှီကျင်းဖျင်ကတော့မမြင်ရသေးတဲ့ရာစုနှစ်ထဲမှာအပြောင်းလဲတွေရှိနေနိုင်တယ်လို့သတိပေးထားပါတယ်။အာသမ္မတရှီကျင်းဖျင်ကဂျပန်နိုင်ငံမှာအသစ်တက်လာတဲ့အမျိုးသမီးဝင်ကြီးချုပ်နဲ့ပထမဆုံးစကားပြောမှလည်းဖြစ်ပါတယ်။တွေ့ဆုံမှုကိုဒီကနေ့တောက်ကြနေမှာလှုပ်ဖို့စီစဉ်ထားတယ် လို့အဲ့ဒီကိစ္စတွေနဲ့ယင်းဤကျောင်းဝင်တဲ့သူတွေက Riders တည်င်းဌာနကိုပြောထားပါတယ်။မနေ့ကတော့ဂျပန်ဝန်ကြီးချုပ် Snipetaka Ichi ကတမရရှိချင်းဖြစ်တဲ့တွေ့ဆုံဖို့စီစဉ်နေတယ်လို့ပြောထားပါတယ်။ကနေဒါအနေနဲ့ကတော့တရုတ်နဲ့ဆက်ဆံရေးကို ပြန်လည်စတင်ထူထောင်သွားဖို့လိုလားနေတာဖြစ်ပါတယ်။ကနေဒါကတော့သူ့ရဲ့အကြီးမားဆုံးကုန်သွယ်ဘက်ဖြစ်တဲ့အမေရိကန်နဲ့ကုန်သွယ်ရေးအငင်းပွားမှုတွေဖြစ်ပြီးတဲ့နောက်မှာဒီလာမယ့်ဆယ်စုနှစ်တခု အထွန်းပေါ်လေအမေရိကန်မဟုတ်တဲ့နိုင်ငံတွေကိုပို့ကုန်နှဆတိုးပြီးတော့ပို့သွားမယ်လို့လည်းကြေညာထားပါတယ်